နှုတ်ရလူတွေကလေချက်သားမှုသည့်ကာလသားရင်ချက်လေးဆိုရင်အရင်အောင်ကြိုက်ကြတာမိသားစုတွေပြန်ဆုံလုံးလေးအိမ်မှာငါချက်ပေးဖြစ်ပါရဲ့ရှင်အရင်ဆုံးကတော့ချက်သွန်ဖြူချက်သွန်နီးနဲ့ဂျင်းလေးကိုကြိတ်ထားရပေါ့နော်ပြီးတော့ချက်သားလေးတွေကိုလည်းဒီလိုအနီတော်လေးတွေခုတ်ပြီးတော့တန့်စင်ထားပါတယ်ချက်သားလေးကိုကြိတ်ထားတဲ့ချက်သွန်ဖြူချက်သွန်နီးရဲ့ဂျင်းနေရဲ့စနွေးမှုန်ရဲ့စားရဲ့အချုံမှုန်လေးနဲ့နေရဲ့ငုံတိအစိမ့်မှုန်ငုံတိခွေးချမ်းနဲ့မဆလာလေးတွေထည့်ပြီးတော့တခြားလေးနေပေးပါမယ် ချက်သားနေတဲ့အထဲကိုလေ CO ထမင်းစားဆုံးဒဇွန်နှဆုံးလောက်ကိုလည်းထည့်ပြီးတော့တခါရင်နေထားပါတယ်။တချို့ကတော့ဒီချက်သားပူးသီးကာလာသားဟင်းချက်တဲ့အချိန်မှာ CO မထည့်ဘူးပေါ့နော်။ကိုနှစ်သက်သလုံးတော့လုံးလို့ရပါတယ်ရှင်။အရသာနေထားတဲ့ချက်သားလေးတွေကိုလေ15မိနစ်မိနစ်20လောက်နှက်ထားပြီးပို့ပြီးတော့ကောင်းပါတယ်ရှင်။ ချက်သားနှစ်ထားအောင်ပါလေဘူသီးလေးတွေကိုလည်းပြင်ထားရပေါ့နော်ဒီနေ့ကတော့ငါဘူသီးလေးကိုနှလုံးသုံးပါမယ်ဘူသီးကိုမများလေးထည့်ရင်ပို့ပြီးတော့စားလို့ကောင်းလို့ပေါ့နော်စားချက်တော့မယ်ဆိုရင်လေဒေဦးရင်းမှာစီရီပါရီဗမာထက်ထည့်စရာမလိုဘူးပေါ့နော်အရသာနေထားတဲ့ချက်သားလေးတွေကိုထည့်ပြီးတော့လုံးချက်ပေးပါမယ်ရှင် တကယ်လို့ကြသားရဲ့အရေးထွက်လာတယ်ဆိုရင်လေအရေးလေးတွေခန်းနေပြီလုံးချက်ပေးပါเนาะအဲ့လိုမျိုးကြသားရဲ့အရေးတွေမထွက်ဘူးဆိုရင်တော့အပေါ်ရန်အသားလေးတင်းသွားပြီးတော့အယိုးလေးမြင်လာပြီပေါ့เนาะအဲ့လိုအနေထားလောက်ဒီလုံးချက်ပေးပါရှင်ကြသားလေးတွေကိုလုံးချက်ချက်နေတဲ့အထယ်ကိုလေးစပလင်လေးတစ်ချောင်းလည်းထုပြီးတော့ထည့်ပေးပါရစေအဲ့လိုဆိုရင်အဲ့လေးကပုံမှုရေပေါ့เนาะတကယ်လို့စပလင်မကြရင်ရော မထည့်လည်းရပါတယ် ပြင်ရတော့အမလို့ရင်းနှွေးလေးကိုမများလေးထည့်ပေးလိုက်ပါမယ်ရှင်ဒီဟင်းကလေအရင်မများလေးနဲ့ချက်ရတာဆိုတော့လေရေလေးကိုတော့မများလေးထည့်ပေးပါနော်ဟင်းဦးလေးကိုဖုံးလေးအုပ်ပြီးတော့လေချက်သားနူရဲဒီချက်ပေးပါပါရှင်ကိုသုံးတဲ့ချက်ပေါ်မှာမူတည်ပြီးတော့မိနစ်30ကနေ45မိနစ်လောက်ကြာတတ်ပါတယ်နော်အဖုံးကိုတစ်ချိန်လုံးအုပ်ထားမျိုးမဟုတ်ဘဲနဲ့လေမကြာခဏအဖုံးလေးဖွင့်ပြီးတော့လေအထောက်အလေးလှမ်းပေးပါနော် အမကလေချက်နေတဲ့ဇပလင်လေးကိုလည်းဖယ်လိုက်ပါသေးတယ်။ဟင်းဟိုးကျက်တဲ့အထိထည့်ထားလဲရတယ်ပေါ့နော်။နည်းနည်းရှုပ်လို့ဆိုပြီးတော့တဝက်လောက်မှဖယ်လိုက်တာပါ။ဒီနေသားလောက်လေးမှလေရတာလေးကိုတစ်ချက်မြည်ပြီးတော့ငပြာကြီးတို့စားလေးတို့လိုတလိုလေးထည့်ပေးပါမယ်နော်။ကြတောင်းမုံတို့အချုံမုံတို့ကြရင်လည်းထည့်လို့ရပါတယ်။ချက်နေနဲ့လေရေလေးနည်းနည်းလေးခန်းတော့အမကရေနွေးလေးထပ်ထည့်ပေးရပေါ့နော်။ဒီဟင်းကိုရေမများလေးနဲ့ကြိုက်လို့ပါရှင်။ တဖြည်းဖြည်းနဲ့ဇသားလေးကစပြီးတော့ကြက်လာပြီပေါ့နော်အပေါ်ရံမှာလည်းစီလေးကြီးနည်းနည်းလေးဝေ့လာမလို့အမကစီလေးတွေကိုနည်းနည်းလေးခတ်ထုတ်လိုက်ပါတယ်စီတွေခတ်မထုတ်လည်းရတယ်ပေါ့နော်စီလေးနည်းနည်းလေးနဲတာကိုကြိုက်လို့ပါကျသားလေးလည်းတော်တော်လေးကျက်လာပြီဆိုရင်တော့ငါကနောက်ဆုံးမှာဘူးသီးလေးတွေကိုထည့်လိုက်ပါတယ်ဘူးသီးထည့်ပြီးတော့အဲ့ငါအရသာကိုထပ်မထည့်တော့ပါဘူးเนาะအရသာကိုဘူးသီးမထည့်ခင်နဲ့ကတခါရေးမိထားပါတယ်ရှင် ဘူးသီးလေးတွေအများကြီးထဲလိုက်တော့လေဟင်းအိုးတောင်ပြည့်သွားတယ်ဒါပေမဲ့သူကချက်သွားရင်နည်းနည်းလေးပြင်ပြီးတော့ကြုံသွားအောင်ပါပေါ့နော်အဲ့တော့ဟင်းအိုးလေးကိုစူလာအောင်စောင့်ရင်းနဲ့ဘူးသီးလေးတွေကိုဒီလိုမျိုးလေးချက်သားလေးတွေနဲ့အထက်အောက်လေးလှန်ပေးပါတယ်ဘူးသီးထည့်ပြီးသွားရင်လေအရန်အကြာကြီးချက်ဖို့တော့မလိုဘူးပေါ့နော်ဟင်းအိုးလေးကိုပြင်ပြီးတော့စူအောင်တည်ပြီးတော့ဘူးသီးလေးတွေကတဖြည်းဖြည်းနဲ့နည်းနည်းလေးစပြီးတော့ကျက်လာပြီဆိုရင်ရပါပြီ ဘူးသီးလေးရဲ့လေးအပြင်ကွန်အစိမ်းလေးကအယောင်လေးနည်းနည်းလေးပြောင်းလာပြီးတော့အတွင်းမိုင်းလေးတွေကလည်းနည်းနည်းလေးစပြီးတော့ကြည်လာပြီးဆိုရင်ကမဆလာလေးအုပ်ပါတယ်ပြီးတော့ရင်ကတော့ငုံသီးစိမ်းလေးနဲ့နည်းနည်းမင်းလေးမများလေးလည်းအုပ်ပေးလိုက်ပါတယ်ပြီးရင်ကတော့မီးကိုပိတ်လိုက်ပြီးတော့လေအိုးပူလေးနဲ့ပဲဘူးသီးလေးချက်တဲ့ဒီဆက်ချက်ပါနော်အစောရင်ကတော့စီလေးနည်းနည်းလေးနဲ့အရင်ရင်အောင်ထမင်းမိန်နဲ့စက်သားပူသေးကလာတာဟင်းချက်လေးရရပါပြီနော် အိမ်မှာလှုပ်ရှားကြည့်ကြပါအောင်ရှင်ဒါဆိုရင်အမနိုနောက်ဗီဒီယိုကြီးမှာပြန်တွေ့ပါမယ်နော်